ပိုင်း15မှာတော့ဆာရုထိုဘီနဲ့အိုရိုချီမာရိုရဲ့တိုက်ပွဲကစတော့မှာဖြစ်ပါတယ်။အမူရီကလည်းဟိုကာကဲကိုကူညီခြင်းပေမဲ့အကာအကွယ်ကြောင့်မတက်တာဘူးဖြစ်နေပါတယ်။အဲ့ချိန်နှစ်ယောက်လုံးကဗျိုင်းနူးလှုပ်ရှားလိုက်ပြီးအိုရိုချီမာရိုရဲ့ရှာအမွေတကောင်အသွင်ပြောင်းကဆာရုထိုဘီရဲ့လက်မျိုးကိုကိုက်ပါတယ်။ဒါပေမဲ့ရှွန့်ကိုဘွားတစ်ခုပဲဖြစ်နေပြီးနောက်ကနေမြေတိုင်းနဲ့တိုက်လိုက်ပါတယ်။အောက်ခြေရရှွန့်တွေရဲ့ချောင်းတစ်ခုလိုဖြစ်သွားပြီးတက်ဆက်ထဲမှာမြေတိုင်းနဲ့မီးတိုင်းကိုပေါင်းဆက်ပြီး Fire Dragon Bullet နဲ့ပစ်ပါတယ်။ဒါပေမဲ့အိုရိုချီမာရိုကလည်းခေသူမဟုတ်တဲ့အတွက်ဒီတိုက်ပွဲမှာဘယ်သူနိုင်မလဲဆိုတာမှန်းဆရခတ်နေပါတယ်။ တပတ်ကခါဘူတိုကလည်းအတန်ရွာနေညာတွေကိုစာစကဲလို့နောက်လိုက်သွားဖို့ပြောပြီးနာရူတိုတို့ကိုရှော့မတွက်ဖို့ပါပြောလိုက်ပါတယ်။စာတညောင်းဆရာတွေကလည်းចောင်းသားတွေကိုဘေးလွရာပို့ဖို့အတွက်ပြင်ဆင်နေကြပါတယ်။ဟီရူဇန်စာရူတိုဘီနဲ့အိုရိုချီမာရူတို့ဆရာတပည့်နှစ်ယောက်လည်းသူတို့ရဲ့ဝိယုံတွေကိုချွတ်လိုက်ပြီးအသေးလေးတိုက်ဖို့ပြင်ကြပါတယ်။စာရူတိုဘီကဆက်ကြကိုဘာတိုင်းနဲ့တိုက်တဲ့အချိန်အိုရိုချီမာရူကအဲဒိုတန်ဆင်းလို့ခေါ်တဲ့စင့်ခေါ်တိုင်းကိုတုံးလိုက်ပါတယ်။အဲ့ဒါကတေးဆုံးမိသားလူတွေကိုပြန်ခေါ်တဲ့တားမြစ်ကျူစုဖြစ်ပြီးအခောင်းတွေကလည်းသူ့ရှိမှာပေါ်လာပါတယ်။တတိယမြောက်အခောင်းတစ်လုံးကိုတော့အပြေးဝထွက်မလာချင်းစာရူတိုဘီကပြက်စီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့အရင်ခေါ်လိုက်တဲ့လူနှစ်ယောက်နဲ့တင်ပြဿနာအကြီးအကျယ်တက်ပြီဆိုတာကိုစာရုပ်ထုတ်ပြီးရသိလိုက်ပါတယ်။အခေါင်းထဲကနေကိုနိုဟာအမတ်သားနဲ့နေညာနှစ်ယောက်ထွက်လာပြီးဘေးကအံမူတွေပါလက်ငုံကြပါတယ်။တစ်ဖက်မှာတငယ်ချင်းတွေနဲ့အတူရှိနေတဲ့ကိုနိုဟာမာရုကကိစ္စတစ်ခုခုတော့ဖြစ်နေပြီဆိုတာကိုယိမ့်မိနေပါတယ်။တက်တန်ဆိုတာမွေကိုဖိတ်ခေါ်တဲ့အရာဖြစ်ပြီးကန်ဆိုးစီတယ်လို့သူ့အဖိုးစာရုပ်ထုတ်ပြီးရပြောခဲ့တာကြောင့်နေရဲ့ဘေးမှာပတ်နေတဲ့တက်တန်နှစင်းကိုကြည့်ပြီးစိုးရိမ်နေပါတယ်။အခောင်းထဲကထွက်လာတဲ့လူနှစ်ယောက်ကဟီရူဇန်စာရုပ်ထုတ်ပြီးနဲ့အတော်လေးရင်းနှီးတဲ့ပုံပေါ်ပြီးအင်းကြီးအပြာရောင်တဲ့လူကမင်းတော်အသက်တွေကြီးလာပြီပဲလို့ပြောပါရတယ် သူတို့နှစ်ယောက်ကကိုနိုဟာယွာကြီးကိုစတင်တီထောင်ခဲ့ကြတဲ့သူတွေဖြစ်ပြီးပထမမြောက်ဟိုကာကဲနဲ့ဒုတိယမြောက်ဟိုကာကဲတို့ဖြစ်ကြပါတယ်။ပြန်လည်ဆင့်ခေါ်ခြင်းခံရတဲ့သူတွေမှာမတေခင်ကအတိတ်တရှိကြပေမဲ့ဂျူဆုတုံးတဲ့သူရဲ့စေခိုင်းနာမန်သမ ्या လောက်ရတာကြောင့်တတိယမြောက်ဟိုကာကဲဆာရူတိုဘီကိုမဖြစ်မနေတိုက်ကြရမှာဖြစ်ပါတယ်။တစ်ဖက်ကနာရူတိုတို့ကလည်းဆာစကဲနောက်ကိုအသေးအတန်လိုက်နေကြပြီးအတန်ရွာညာတွေကလည်းနောက်ကနေထက်ချက်မကွာပါလာကြပါတယ်။ခါခါရှိရဲ့ညညာခွေးကလည်းသူတို့နောက်မှာလူကိုယောက်လိုက်လာတယ်ဆိုတာကိုသတိထားမိတာကြောင့်ခြေအားတွေကိုနောက်ပြန်လျှောက်ပြီးမျက်ခြေဖြတ်ဖို့အစီအစဉ်ဆွဲပါတယ်။ ဒါပေမဲ့အကင်းပါတဲ့အတန်ရွာနေညာတွေကလည်းဒီအကွက်ကိုတတိထားမိပြီးနောက်ကနေထပ်လိုက်လာပါတယ်။စက်ပြေးနေရင်လွတ်ဖို့မလွယ်တဲ့အတွက်ခြုံခုပ်ပြီးတိုက်ကြဖို့ပြောပေမဲ့လိုက်လာတဲ့သူတွေကလည်းချူနင်းအစ်စ်တွေဖြစ်ပြီးဂျိုနင်တယောက်ကလည်းပါနေပါတယ်။ဒါပေမဲ့ညံကောင်းတဲ့ရှီခါမာရူကလိုက်လာတဲ့သူတွေဟာကိုနိုဟာနေညာဟောင်းအိုရိချီမာရူရဲ့လူတွေဖြစ်တာကြောင့်အတွေ့အကြုံရောမြေပြင်အနေထားနှံ့ဆက်မှုပါသူတို့အလုံးထက်တာမှဖြစ်ကြောင်းအချက်အလက်နဲ့ရှင်းပြပါရစေ။သူတို့မှာကခွေးတစ်ကောင်ငတုံးတစ်ယောက်အတုံးမဝင်တဲ့နေညာမနဲ့အပြင်းထူဆုံးနေညာတစ်ယောက်ပဲရှိတဲ့အဖွဲဖြစ်တာကြောင့်အခြေအနေကဒီထက်ပိုကောင်းတဲ့နေပြူကတခုခုရှိမှအဆင်ပြေနိုင်မှာဖြစ်ကြောင်းပြောပါရစေ။ အဲ့ဒါကြောင့်တယောက်ကပဲနောက်မှာတဲကျဲလောက်ကအချိန်ဆွဲရမှာဖြစ်ပြီးအဲ့ကြံခဲ့တဲ့သူကတော့ကျင်းတီပေါက်တေးမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုအခြေအနေမှာဆုံးဖြတ်ချက်ကိုမှန်မှန်ကန်ကန်လောက်ဆောင်နိုင်တဲ့အပြင်အရေးထင်းချုပ်ခြင်းတိုင်းရလဲရန်သူကိုတားဖို့အကောင်းဆုံးနည်းလမ်းဖြစ်တာကြောင့်သူကိုယ်တိုင်ပဲနေခဲ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဘလောက်ပဲညံကောင်းပြီးအပြင်းထူတယ်ပြောပြောကိုယ့်ရဲ့အသက်နဲ့ရင်းပြီးလောက်ရတဲ့ဆုံးဖြတ်ချက်တခုကိုတည်တည်ငြိမ်ငြိမ်နဲ့ချမှတ်ရတဲ့ရှီခါမာရူကချူနင်းတယောက်ရဲ့အရေးချင်းတွေနဲ့ပြေဝနေပြီဖြစ်ပါတယ်။လူခွဲတော့ကတော့ကြောက်တူးတုံနေပြီးကြံနေခဲ့တဲ့ရှီခါမာရူကိုတော့ထွက်ပြေးသွားပြီလားဆိုပြီးအတုံးမဝင်တဲ့နေညာမကတန်တရာဝင်နေပါတယ်။ မလုံးဝင်လဲသူများထပ်ပြင်းပြီးလှုပ်ပြီးဆိုရင်လဲအားလုံးကိုတာဝန်ယူစေရှိရဲ့ရှိခါမာတို့ကသူတို့ကိုဘယ်တော့မှတစ္ဆာဖောက်မှာမဟုတ်ဘူးလို့နာရူတိုကပြောပါတယ်။တဖက်မှာခြေရနောက်ကိုလိုက်လာတဲ့အတန်ရွာနေညာတွေကရှိခါမာတို့ရဲ့အရေးတိုင်းနဲ့ချုပ်ခံလိုက်ရပြီးခြေရတွေကလည်းသူ့ပဲအတုလုပ်ထားတာဖြစ်နေပါတယ်။ပြိုင်ပွဲမှာလဲချက်ကရာတွေအများကြီးတုံးထားခဲ့တာကြောင့်ဂျူဆုကိုအချိန်ကြာကြီးမထိန်းထားနိုင်တဲ့ရှိခါမာတို့ကနေညာခွေးပြောတဲ့လူကိုယောက်ဆိုတာကိုသတိရသွားပါတယ်။အရေးနဲ့ချုပ်ထားတာကလည်း၈ယောက်ပဲရှိနေတာကြောင့်တစ်ယောက်ကပျောက်နေတာကိုရှိခါမာတို့ကသတိထားမိသွားပါတယ်။ ထင်းတဲ့အတိုင်းတယောက်ကခြုံကိုတိုက်ခိုက်မှုကိုကာကွယ်ဖို့အတွက်တတ်သက်ခွဲနေတာဖြစ်ပြီးတင်းနီယာကိုတိသွားပြီးမဲ့အရေးထက်သုံးဖို့ခြာကရာကလည်းလုံးဝမကြံတော့တဲ့အခြေအနေဖြစ်နေပါတယ်။နေညာကိစ္စတွေကိုပုံမှန်လေးလုပ်ပြီးလာစာယူမယ်။ရုပ်ရည်အတင်းတင်းရှိတဲ့မိန်းမတယောက်ကိုယူပြီးကလေးကိုယောက်ျားလေးတယောက်မိန်းကလေးတယောက်ဝင်းမယ်။သူ့ရဲ့သားသမီးတွေအိမ်အောင်ကြပြီးအလုပ်ရရင်နေညာလောကကနေအနားယူမယ်။ပြင်းတဲ့နေ့တွေဆိုချက်ထိုးပြီးမိသားစုတွေမှာ "तू ကအရင်တည်သွားမယ်"ဆိုတဲ့ရိုရှင်မီအေဂျင့်ရဲ့ဘဝကိုပဲပိုင်ဆိုင်ခြင်းခဲ့တဲ့ရှီခါမာရူကအခုအချိန်မှာသူကိုယ်တိုင်တည်ဖို့အတွက်အသင့်ပြင်ဆင်ထားပြီးဖြစ်ပါတယ်။အဲ့ချိန်မှာပဲချက်ကရာလည်းကုံသွားပြီးကိုယောက်မြောက်လူကသူ့နောက်ကိုရောက်လာပါတယ်။ ါပေမဲ့ရန်သူကိုလက်တဘက်ကကင်တာပြီးပေါ်လာတဲ့သူ့ဆရာစာရုထုတ်ပြီးအာဆူမာကရှေ့မှာရှိတဲ့အတန်ရွာနေညာတွေအကုန်လုံးကိုအမှောက်သိပ်ပစ်လိုက်တာကြောင့်အာတင်းထားတဲ့ရှီခါမာရုလည်းအခုမှပဲအသက်ရှူချောင်သွားပါတယ်။ခန်ကူရိုနဲ့တဲမာရီလည်းဂါရာရဲ့တန်ရာကြောင့်ပြေးနေရပြီးဆာစကဲကလည်းနောက်ကနေထက်ချက်မကွာလိုက်နေပါတယ်။အဲ့ဒါကြောင့်တဲမာရီကဆာစကဲအတွက်စက်ခုပုံးထောင်ချောက်တွေအများကြီးစီငဲ့ပါတယ်။